ဒါလေးကတော့ပင်ရှင်နီး၅မျိုးဖြစ်ပါတယ်ဗောနော်ကျွန်တော်နီးနဲ့၅၃၅ကိုပေးတာဖြစ်ပါတယ်နီးအရာဗောနော်နံပါတ်84 85 86ကနေစပြီးကြည့်အောင်ဗောနော်အဲ့မှာဆိုရင်ကြံနေတာက3ည3 4 6 9ကျန်နေဗောနော်အဲ့မှာဆိုရင်ကျွန်တော်တို့6 8 9ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ6ရှိခွန်ဗောနော်အဲဒါကြောင့်မို့ဒီကြံနေတဲ့က6ရ9ရ8ရဒီ6ရှိခွန်ဆိုပြီးဖြစ်ပါတယ် နောက်တစ်ကြိမ်တစ်တုံညာတုံညာရှောက်ကိုပေးတာပေါ့နော်ကြံနေတာက2 3 4 5 8ကြံနေတာဖြစ်ပါတယ်ရှောက်ရှိကွန်ပျူတာနောက်ထပ်တစ်ကြိမ်မှာဆိုရင်2 2 8ဆိုပြီးဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီဘက်ကအနည်းရဒီမှာ9ရ2 2 8ဆိုပြီးဖြစ်ပါတယ်2 2 8ပြီးတော့3 6 6ဆိုပြီးဖြစ်တယ်ပေါ့နော်3 6 6မှာကျတော့ကျွန်တော်ဒီကြံနေတဲ့ထဲက3ရ6ရဒီ3 6 6ဖြစ်ပါတယ်နောက်ထပ်ဒီ3တုံညာ6ပေါ့နော် သုံးတုံညာကိုတစ်ချိန်မှာကျတော့ဒီတုံညာရဲ့သုံးရဲ့ကိုရဲ့ဒီသုံးတုံညာကိုရှိပြီဖြစ်ပါတယ်။သုံးတုံညာကိုရနောက်ထပ်တစ်ချိန်မှာ၃နှစ်ဖြစ်ပါတယ်ခင်ဗျာ။၃နှစ်ပေါ့နော်ဆိုတော့အဲ့ဒီမှာနေရ၃ရ၅ရဒီ၃နှစ်ဖြစ်ပါတယ်။၃နှစ်ပြီးတော့၃၉နှစ်ပေါ့နော်။၃၉နှစ်ဒါကြောင့်မို့၃နှစ်ရ၃ရ၉ရဒီ၃၉နှစ်ဖြစ်ပါတယ်။ အဲ့ဒါကြိမ်မှာကနေလေး6ရက်ပြီဖြစ်ပါတယ်ပေါ့နော်နေလေး6ရက်မှာလည်းကျွန်တော်ဒီမှာနေရ4ရက်6ရက်ဖြစ်ပါတယ်နေလေး6ပြီးတော့3နေလေးပေါ့နော်3နေလေးတစ်ကြိမ်မှာလည်းဒီမှာနေရ3ရက်4ရက်ဖြစ်ပါတယ်3နေလေး5နေပေါ့နော်5နေတစ်ကြိမ်မှာကျတော့ကျွန်တော်ဒီမှာ6ရက်5ရက်4ရက်ဒီ5နေဖြစ်ပါတယ်အဲ့ဒါကြိမ်မှာ6ရက်5ရက်ဖြစ်ပါတယ်ခင်ဗျာ ရှင်းရှောင်း၅ဆိုတော့ဒီမှာ6ရ6ရ9ရနေရှင်းရှောင်း၅ပေါ့နော်ရှောင်း၅ပြီးတော့3 9 6ဆိုပြီးဖြစ်ပါတယ်3 9 6တပင်မှာ3 9 9 3 9 8ကိုပဲတဲ့အတွက်ကျွန်တော်တို့ဒီ3 4 5 6ခွန်ကြတယ်ပေါ့နော်အဲ့မှာ3ရ5ရ6ရဒီ3 9 6ဆိုပြီးဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်မှာက6 4 6ဖြစ်ပါတယ်ခင်ဗျာဆိုတော့အဲ့မှာ4ရ6ရပေါ့နော်6 4 6ပြီးတော့9 9 8ဖြစ်ပါတယ် ိုခွန်ရှင်မှာဒီမှာခွန်ရချင်းရကိုရဒီမှာငါးလုံးပဲပြန်တယ်ပေါ့နော်ဒီငါးလုံးပဲငါးလုံးပြန်တာပေါ့နော်အဲ့မှာကိုခွန်ရှင်ဖြစ်ပါတယ်ဒီမှာတော့696ပေါ့နော်696တကြိမ်မှာတော့ဒီ6ရကိုရဖြစ်ပါတယ်6 9 6ပြီးတော့ဒီဒီကြိမ်မှာ8 9 8ဆိုပြီးဖြစ်ပါတယ်ဆိုတော့အဲ့မှာ6ရ9ရပေါ့နော်8 9 8ဖြစ်ပါတယ်နံပါတ်80နဲ့8ကြိမ်ထိရှိသွားခဲ့ပြီပေါ့နော်ပင်ရှိဖြစ်ပါတယ် တရားကိုမှကျွန်တော်ဒီနိနံပါတ်1နဲ့နိနံပါတ်2နဲ့ကိုဖော်ပြပေးသွားမယ်ပေါ့နော်ကျွန်တော်နိနံပါတ်1ကိုလေ့လာကြအောင်ပါခင်ဗျာခေတ္တလေးကတော့ကျွန်တော်နိနံပါတ်1ဖြစ်ပါတယ်ပေါ့နော်နိနံပါတ်1မှာ9ကြိမ်ပေါင်းရှင်74ပေါ့နော်63ကြိမ်ပေါင်းတာ78 93ကြိမ်ပေါင်းတာ90ဖြစ်ပါတယ်35ကြိမ်ပေါင်းတာ55ပေါ့နော်9ကြိမ်ပေါင်းတာ10 63ကြိမ်78ကိုနောက်မှရှိတဲ့တင်းနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ခင်ဗျာ ။ဒါဆိုရင်ကျွန်တော်ဒီမှာ၄နဲ့၁ပေါင်း၅၅နဲ့ပေါင်းရင်၁၀ရှင်းနဲ့ချိန်၁၆ရှောင်းနဲ့၁ပေါင်းရှင်း9ပေါ့နော်။9ကိုပေးတာ6 9ရှောင်းရှင်းပြီးဖြစ်ပါတယ်။ကျောင်းဒီမှာပေါ့နော်ခုနှစ်ကိုပေးတာ6 9ရှောက်ဆိုပြီးဖြစ်ပါတယ်ဆက်ပြီးတော့ဒီအောက်တဲ့ကြိုင်နှစ်ဆိုတာလေးကိုဆက်ကြည့်မယ်ပေါ့နော်ကျောင်းဒီအပွားလူမျိုးပဲပေါ့နော်ဒီ9နာကြိမ်ပေါင်းရှင်းတဲ့69တုံးကြိမ်ပေါင်းတာ20နဲ့ခွန်ဖြစ်ပါတယ်9တုံးကြိမ်ပေါင်း20နဲ့ခွန်9 9ကြိမ်ပေါင်း20နဲ့5ပေါ့နော်9နာကြိမ်ပေါင်း လေးသုံးကြိမ်ကဆက်နေဖြစ်ပါတယ်ပြီးရင်တင်းနဲ့ထပ်ပေါင်းတာဖြစ်တယ်ခင်ဗျာအဲဆိုရင်ကျွန်တော်ဒီမှာကျတော့ဒီ9နဲ့နှစ်ပေါင်းခွန်ဘောနော်ခွန်က3ကြိမ်20နဲ့တင်းတင်းနဲ့ပေါင်းတာ20နဲ့နှစ်ဆိုတော့နှစ်ကိုပေးတာ698ဆိုပြီးဖြစ်ပါတယ်ကျွန်တော်ဒီမှာပေါ့နော်နှစ်ကိုပေးထား698ဒါဆိုရင်ဒီတစ်ပတ်မှာဆက်ကြည့်အောင်ပေါ့နော်ဒီတစ်ပတ်မှာတော့ဒီ၄နှစ်ကြိမ်ပေါင်းရှင်းက10ဖြစ်ပါတယ်9 3ကြိမ်15 9 3ကြိမ်20နဲ့ 9ချိန်ပေါင်းရှင်45ဒီ3ချိန်ပေါင်းတာက6ပေါ့နော်63ချိန်ပေါင်းတာ78ကိုတင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါလေခင်ဗျာအဆင်းရှိတဲ့9ပေါင်း73 3နဲ့9ပေါင်းရှင်30ဖြစ်ပါလေနောက်ထပ်ကျွန်တော်တို့ဒီမှာ9နဲ့6ပေါင်းတာဒီ7ပေါ့နော်တင်းနဲ့တင်းပေါင်းတာ2နဲ့7ပေါင်းရင်30ဆိုတဲ့အတွက်3ညပေးမှာဖြစ်ပါလေအဆင်းကျွန်တော်ဒီမှာ3ညဖြစ်ပါလေပေါ့နော်နောက်ထပ်နေ့နံပါတ်2ကိုဆက်ကြည့်အောင်လားခင်ဗျာ โอเคဒါလေးကတော့ကျွန်တော်နီးနံပါတ်2ဖြစ်ပါတယ်နီးနံပါတ်2မှာတော့အဒီ9ကြိမ်ပေါင်း114ဖြစ်ပါတယ်65ကြိမ်ပေါင်း130ဒီ9နဲ့ပေါင်းတော့30ခွန်ပေါ့နော်ဒီမှာ9ကတစ်ကြိမ်ရှင်းနဲ့4ပေါင်းတာက12ဖြစ်ပါတယ်နီးနံကြိမ်ပေါင်းချင်းဒီ4ရှင်းနဲ့ကြိမ်ပေါင်းတာက16ဒီ9နဲ့9ပေါင်းတာက14ဆိုပြီးဖြစ်မယ်ပေါ့နော်ဆိုတော့ဒီခွန်ခွန်ဒီ6နဲ့4ပေါင်းချင်းဟာ30ဖြစ်ပါတယ်ခင်ဗျာ ေခွန်ခွန်ပေါင်း114ပေါ့နော်လေးကတိမှာ3ချိန်ဖြစ်ပါတယ်လေးနဲ့လေး3ချိန်စနစ်နည်းနည်းနည်းပေါင်းတာလေးဆိုရင်အတွက်လေးယူပေးတာ6 4 6 9 6ဆိုပြီးဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီမှာပေါ့နော်လေးယူပေးတာ6 9 6ပြီးတော့ဒီ3ညောင်းပေးတာလေးကိုလည်းဆက်ပြီးနေတာကြည့်မှာပေါ့နော်ဆိုတော့ကျွန်တော်ဒီနေ့အရာအပေါ်ကလိုမျိုးပဲ9နှစ်ချိန်ပေါင်းတာ10ကို9ချိန်ပေါင်း45နဲ့5ဒီ9နဲ့6ပေါင်းတာ45ဖြစ်ပါတယ်9နဲ့9ပေါင်းတာက14ဒီ1နှစ်ချိန်ပေါင်းတာ2 ရှင်းနှံချောင်း16ရှောင်းနှံ9ပေါင်းရှင်းဒီ15ပါနော်ခွန်နှံချိန်14ရှောင်းနှံပေါင်းရင်20ဒီ9နဲ့ထပ်ပေါင်းမှာဖြစ်ပါလိမ့်ခင်ဗျာငန်းငါပေါင်းတာက30ရာတယ်ပေါ့နော်နောက်ထပ်တင်တော့ဒီ၄နဲ့2ပေါင်းရှင်း6ရာတယ်ပေါ့နော်၄နဲ့2ပေါင်း6 9 9ပေါင်းရှင်းဒီ14ဆိုတော့6နဲ့4ပေါင်းရှင်း30 3ညောက်ပေးတာ6 9 8ဆိုပြီးဖြစ်ပါတယ်ဆိုတော့ဒီမှာ3ညောက်ပေးတာ6 9 8ပေါ့နော်ဆက်ပြီးတော့ကျွန်တော်ဒီဒါလေးကိုဆက်ကြည့်အောင်လားခင်ဗျာ ဒီဘောကလိုမျိုးပဲဒီ၄နှစ်ချိန်ပေါင်းတာက၈ပေါ့နော်၅၅ချိန်20နဲ့5ဖြစ်ပါတယ်ဒီ9နဲ့8ပေါင်းတာက၁၇လေးနဲ့၄ပေါင်းတာက6 6နဲ့ချိန်ပေါင်း16 3၃ချိန်ပေါင်း3ပေါ့နော်9နဲ့ချိန်18ကိုနောက်ဆုံးမှရှိတဲ့9နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်အဆင်လည်း6နဲ့5ပေါင်း73ပေါ့နော်3နဲ့9ပေါင်းရင်10ဖြစ်ပါတယ်ဒီ6နဲ့ဒီ3နဲ့ပေါင်းတာ71 9နဲ့ပေါင်းရင်20 6နဲ့8ပေါင်းတာ14ဖြစ်ပါတယ် စောလေးကိုပေးမှာဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်ဒီတို့ဒီမှာ၃ညရဲ့၄ရဆိုပြီးဖြစ်ပါတယ်နောက်ထပ်ဒီနေ့၃ငါးကဒီမှာ၉၅တုံညာဆိုပြီးဖြစ်ပါတယ်တုံညာ၄၉၅တုံညာပေးတာပေါ့နော်ဒါဆိုရင်ကျန်နေတာကတုံညာဆိုတော့တည်ကြံမယ်ပေါ့နော်နေ၃၄၅ဆိုတော့၆ခွန်၈တင်းနေ၃၆ခွန်၈ကြံမှာဖြစ်ပါတယ်ခင်ဗျာ တင်းနေ368တဲ့ကဆက်ပြီးအိုကေမလားဆိုတာလေးကတော့ကျွန်တော်စောင့်ကြည့်မယ်ပေါ့နော်โอเคဒါဆင်ခုနကကျွန်တော်ဒီနီးရာเนาะပြည့်ပင်တော့ရှိတယ်ခင်ဗျာဒီမှာ3ညရဲ့၄ရဲ့ဆိုတော့ဒီမှာ3ညရဲ့၄ရဲ့တူတယ်ပေါ့နော်နီးမတူမဲ့တူတယ်ခဏရတာချင်းတူတယ်ပေါ့နော်3ညလေးဒီ953 3ည953ညဆိုတော့ကျွန်တော်ဒီမှာ73 3ညနေလေးပေးထားတော့ပေါ့နော်73 3ညနေလေးဆိုတော့ ကျွန်တော်ဒီတိကိုပေးမယ်ဆိုရင်ပေါ့နော်ဒီတိကိုပေးမယ်ပြီးရင်ရှစ်ကိုပေးတယ်ပေါ့နော်ရှစ်တတောင်ညာကပါပြီးတာနှစ်လေးဆိုတော့ကျွန်တော်ဒီမှာ36ခွန်ပဲကြံမယ်ပေါ့နော်မရှိတော့36ခွန်ကြံနေတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်36ခွန်ကြံနေတာဖြစ်ပါတယ်ခင်ဗျာ36ခွန်အာသာတင်နေပေါ့နော်အဲကျွန်တော်ဒီမှာ6ပြိတ်ဆိုပြီးတော့ဖြစ်မယ်ပေါ့နော်ဆိုတော့ပြိတ်ကတော့ကျွန်တော် ငါရှောက်ရှိတုံညာနေ3ထင်းနေနော်ငါရှောက်ရှိတုံညာနေ3ပြည့်ရှိတယ်ပေါ့နော်ဆိုတော့ဒီမှာ3 6ခွန်ဒီရှောက်ပြည့်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเคအပူအပါပေါ့နော်3 6ဆိုရင်3ခွန်တို့ခွန်ခွန်3တို့ပေါ့နော်အဲ့ဒါလေးလေးနဲ့ထက်ထရမှာဖြစ်ပါတယ်ပြီးရင်6 6 3တို့6 6ခွန်တို့ပေါ့နော်အဲ့ဒါလေးရှိရှိတယ်ခင်ဗျာ โอเคဒါတင်ရှာနေရပါတော့ဒီအကယ်ရဲ့တင်းနေတောင်းရှောက်ခွန်ရှိပဲယူမယ်ဆိုလည်းအဆင်ပြေတယ်ပေါ့နော်သူကသူပင်ရှိပြပြပြတော့မရှိသေးဘူးခင်ဗျာโอเคဒါမိတ်ဆွေများလည်လာလို့ရအောင်ရွေးပြီးတော့ပြန်လည်ပြောင်းပြရှင်းတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခင်ကြတဲ့ကျွန်တော်ရဲ့ကျေးဇူးရှင်မိတ်ဆွေများအားလုံးလည်းကိုယ်စိတ်ကြပါစေရှမ်းပါပြီကောင်းကျိုးလိုရာဆန္ဒအပြည့်စုံကြပါစေခင်ဗျာ